အားလုံးပဲမင်္ဂလာပါ GX7 မင်္ဂလာ YouTube Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။တခါတလေလူကြီးမင်းတို့ရဲ့ဘဝမှာလူကြီးမင်းတို့မတိမတာလုပ်နေတဲ့အကျင့်တချို့ကလူကြီးမင်းတို့ရဲ့အနာဂတ်ကိုတဖြည်းဖြည်းပျက်စီးစေပါရစေ။ဒီနေ့မှာတော့ဘဝပျက်စီးမယ့်အကျင့်ခုနှစ်ချက်ကိုတစ်ချက်ချင်းစီရှင်းပြပေးသွားပါမယ်။လူကြီးမင်းတို့ဒီအချက်တွေကိုတိသွားရင်လူကြီးမင်းရဲ့ဘဝပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးအထိကြည့်ရှုပေးသွားကိုတောင်းဆိုပါရစေ။နံပါတ်1အချင်းဖြုံးခြင်း အချိန်ကဘဝရဲ့တန်ဖိုးရှိတဲ့အရာတစ်ခုပါအချိန်ကိုအကျိုးရှိရှိအသုံးချတတ်မယ်ဆိုရင် လူကြီးမင်းရဲ့ဘဝကိုတန်ဖိုးရှိအောင်ဖန်တီးနိုင်ပါတယ်ဒါပေမဲ့အချိန်ဖြုံးတာကတော့လူကြီးမင်းရဲ့ဘဝကိုတဖြည်းဖြည်းပျက်စီးနေတာပါ ဆိုရှယ်မီဒီယာအသုံးပြုရင်တစ်နေ့လုံးအချိန်ကုန်ဆုံးသွားတာတစ်ရက်လုံးအိပ်စက်နေတာဒါတွေကလူကြီးမင်းရဲ့အနာဂတ်ကိုတစ်နေ့ပြီးတစ်နေ့ပျက်စီးသွားစေပါတယ်အချိန်ဖြုံးခြင်းနဲ့လူကြီးမင်းရဲ့အနာဂတ်ကိုမဖျက်ဆီးပါနဲ့နံပါတ်1ပြင်းရီချင်း ပြင်းရည်ချင်းဆိုတာလှုပ်ချင်တာရှိပေမဲ့မလှုပ်တာပါ ပြင်းရည်တာက အဖြစ်မဟုတ်ပါဘူးမလှုပ်ဆောင်တာက အဖြစ်ပါ အောင်မြင်သူတိုင်းပြင်းတဲ့အချင်းရှိပေမဲ့သူတို့ကလှုပ်ဆောင်နေပါတယ်ပြင်းတာကတဘာဝပါဒါပေမဲ့ပြင်းရင်လည်းလှုပ်မနစ်သက်ရင်လည်းလှုပ်ပါဒီလိုလှုပ်နိုင်ရင်တဲအောင်မြင်လာပါလိမ့်မယ်နံပါတ်3တခြားသူနဲ့နှိုင်းယှဉ်ခြင်းသူကငါ့ထက်ပိုချမ်းသာတယ်သူကပိုပြီးတိုးတက်တယ်ဒါတွေကိုအမြဲတမ်းတွေးနေတာနဲ့တင့်ကိုယ်တိုင်တန်ဖိုးနေသွားတယ် တခြားသူနဲ့နှိုင်းယှဉ်နေတာဟာတင့်စိတ်ကိုပျက်စီးစေပါတယ်။တင့်ရဲ့အနာဂတ်မဟုတ်တဲ့လမ်းပေါ်ကိုရောက်သွားစေပါတယ်။နံပါတ်၄စိတ်တက်ကြခြင်းပြဿနာတစ်ခုဖြစ်လာတာနဲ့စိတ်တက်ကြသွားတယ်။ငါအတွက်မဖြစ်နိုင်တော့ဘူးလို့စိတ်ထဲမှာတွေးနေတတ်တယ်။ဒါပေမဲ့အောင်မြင်သူတိုင်းဟာပြဿနာပေါင်းများစွာရှိခဲ့တဲ့သူတွေပါ။သူတို့အောင်မြင်သွားတာကစိတ်တက်မကြပဲစူးစမ်းတာကြောင့်ပဲဖြစ်ပါတယ်စိတ်တက်ကြတာကတင်တဲ့အောင်မြင်မှုကြာကအကွာအဝေးပါအ နံပါတ်5တခြားသူကိုအဖြစ်တင်ခြင်းသူမလုပ်တာကြောင့်အခွင့်အရေးမရတာကြောင့်နီးလန်းမရှိတာကြောင့်ဒါတွေဟာအဖြစ်ရှာတဲ့စကားတွေပါတခြားသူကိုအဖြစ်တင်ုံနဲ့လူကြီးမင်းရဲ့ဘဝမပြောင်းလဲနိုင်ပါဘူးဒါကြောင့်အဖြစ်ရှာမနေပါနဲ့လှုပ်ရှားပါအဖြစ်တင်မနေပါနဲ့စတင်ပါနံပါတ်6မနာလူခြင်းတခြားသူတိုးတက်တာမြင်ရတာနဲ့မနာလူမှုဖြစ်လာတယ်မနာလူမှုကလူကြီးမင်းရဲ့စိတ်ကိုတုံးတက်လိုက်တာနဲ့တူပါတယ် လူကြီးမြတ်အောင်မြင်မှုကိုမနစ်သက်တော်ဘူးဆိုတာဖော်ပြလိုက်တာပါ။ဒါကြောင့်တခြားသူအောင်မြင်တာမြင်ရင်ဂုံပြုပါ။တခြားသူအောင်မြင်တာမြင်ရင်သင်ယူပါပြီးတော့လူကြီးမင်းကိုယ်တိုင်တိုးတက်အောင်လုပ်ပါ။နံပါတ်9အိမ်မက်မရှိခြင်းအိမ်မက်မရှိတဲ့သူဟာလမ်းပြောက်တဲ့သူပါ။မိမိဘဝအကွယ်ဥတည်ချက်မရှိဘူး။အိမ်မက်ရှိသူတိုင်းဟာအောင်မြင်မှုနဲ့နှိဆက်နေပါတယ်။သင်ရဲ့အိမ်မက်ကိုပြန်တည်ရပါ။သင်ရဲ့အိမ်မက်ကိုပြန်နှိုးထွက်လိုက်ပါ။ဒီအကျင့်ခွနချက်ကိုတီးပြီးပြန်ပြနေရင် ်တင့်ဘဝကိုတန်ဖိုးရှိအောင်ပြန်တည်ဆောက်နိုင်ပါတယ်။ဒီနေ့ဟာတင်ပြောင်းလဲဖို့နေ့ထပ်နိုင်ပါတယ်။အချိန်တန်ပါပြီ။နောက်ဗီဒီယိုတွေနားဆင်ဖို့အတွက်ကျွန်တော် channel လေးကို subscribe လုပ်ထားပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။